နောင်ချိုနဲ့လေးမိုင်အကွာမှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီကလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်ပြုလုပ်နေပါတယ်။ထပ်အောင်သတင်းပြဖို့ထားပါရရှင်။တောင်ထက် TNL ထိန်းချုပ်ထားတဲ့နောင်ချိုမြို့ကိုပြန်ရဖို့စစ်ကောင်စီကအင်အားလုံးရင်းနဲ့ထုတ်စစ်ဆင်နေတာပါ။လက်ရှိမှာတော့စစ်ကောင်စီစစ်ကြောင်းဟာနောင်ချိုမြို့နဲ့လေးမိုင်ဝန်းကျင်မှာဝေးတဲ့မျက်ချီးမြို့ကျေးရွာဘက်မှာတိုက်ပွဲကဆက်ပြီးပြင်းထန်နေတယ်လို့မြေပြင်သတင်းအမေရိကပြောပါတယ်။ဒါအပြင်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေလည်းဇက်တိုက်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ ဒေသခံအုပ်ပြပတာကိုဒီဘီကနောက်ခံအတန်းထက်ဖတ်ထားပါတယ်ဒီနေ့အထီလဲအဲ့ဒီဘက်မှာတိုက်ပွဲကဆက်ပြီးဖြစ်နေတော့မယ်မြို့ရဲကလည်းလေချောင်းနဲ့ရောလက်နက်ကြီးတွေနဲ့ရောပြစ်နေတာလဲတောက်လျှောက်ပဲသူတို့ကအဓိကတော့အဲ့ဒီလေချောင်းနဲ့လက်နက်ကြီးကိုအဓိကအားပြုနေတာလက်ရှိစစ်ကောင်စီရဲ့မြေပြင်စစ်ကြောင်းတွေရဲ့အခြေအနေကိုကြည့်ရင်အင်အား6000ဝန်းကျင်လောက်ရှိနိုင်တယ်လို့စီးရီးလေးသာသုံးသပ်တူတူဖြစ်တဲ့ကိုစင်ရောကပြောပါတယ်ဒါအပြင်လေချောင်းတက်ခဲမှုကိုလည်းကြီးကြီးမားမားလုပ်နေတာကြောင့်နောက်ချိုးကိုပြန်ပြီးလက်လွတ်ရတာမျိုးဖြစ်နိုင်တယ်လို့ဆိုပါတယ်အင်အား6000ရဲ့ လေချောင်းရယ်ပြီးတော့ကြောင်မဲကိုတောက်လျှောက်တိုက်နေတဲ့လေချောင်းတိုက်ခိုက်နေတဲ့ပုံစံအရဆိုရင်အနည်းနဲ့အမြန်မဲကွာမဲသဘောလိုတုံ့တက်ရတယ်ဒါအပြင်တစ်ဆက်တည်းရှိနေတဲ့ကြောင်မဲဘက်မှာလည်းလေချောင်းတိုက်ခိုက်မှုတွေစတိုက်လုံနေတာပါတိုက်ပွဲတွေကြောင်းနောင်ချုံနဲ့ကြောင်မဲဘက်ကဒေသခံထောင်နဲ့ချီပြီးလဲထွက်ပြေးတိမ်းရှောင်နေကြပါတယ်နောက်ချုံမြို့ကိုပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လထဲမှာ TLN လေးနဲ့ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ ။တရုတ်ကြားဝင်တဲ့ကိုမင်းဆွေးနွေးပွဲမှာတော့စစ်ကောင်စီကနယ်မြေတွေပြန်တောင်းတာကို TNN ကလက်မခံတဲ့နောက်နောက်ချိုးကိုအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ကျွန်တော်ထားအောင်ပါ။